ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာအကြီးတော်ရဲ့စာအုပ်ဖြစ်တဲ့တရှူးဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်မှာကောင်းတဲ့အကျင့်လားမကောင်းတဲ့အကျင့်လားတော့မသိပါဘူးကျွန်တော်ဟာနေခင်ပိုင်းတွေမှာတဏီကုံတစ်ခုမဟုတ်တစ်ခု အလုတ်လုတ်နေတတ်ပြီးတော့ညနေ9:00နာရီထိုးတာနဲ့မဟုတ်တာအစုံလုတ်တော့တာပါပဲ ဒါကျွန်တော်လျှို့ဝဲချက်ပါပဲဒီကိစ္စကိုမပေါက်ကြအောင်ကျွန်တော်နှစ်ပေါင်းတော်တော်ကြာကြာထိန်သိမ်းခဲ့တာပါ အခုကလူဆောင်လို့ရှင်းပြတာပါညနေ9နာရီထိုးတာနဲ့ကျွန်တော်ဟာဂျူကာသုံးကောင်ကင်ပြီး ထိုင်ဆောင်နေတဲ့ဖေသမားလူပါပဲဘာလာလာတောင်းပါတယ်ဘာနဲ့ဖြစ်ဖြစ်တောင်းပါတယ်နေကင်းပိုင်းဆိုရင်ဘတ်သူခော့ခော့မအားဘူးလို့ညင်းတတ်ပြီးမဲ့ မိုးမောင်နာနဲ့စတင်စိတ်ကောင်းပါပြီစိုက်ကားနဲ့ခေါ်လေးလိုက်ပါတယ်အရက်လဲအဲ့ဒီအချိန်မှာစတောက်တာပါနေကင်းပိုင်းတစ်ခါမှမတောက်ခဲ့ဘူးပါဘူးတကြံကလွေးရင်ပေါ့ညနေကင်းတောက်ရင်တော့ကျွန်တော်ကလစ်မိထားပါတယ်ကျွန်တော်လစ်မိကဗဇက်ထဲမဝင်တော့ရင်မတောက်တော့ပါဘူးအဲ့ဒီလောက်သစ္စာရှိပါတယ်နောက်ပြီးအဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာကောင်းမလေးတွေကိုစတင်ချစ်တတ်ပါပြီ။ဘာလာလာတောင်းပါပြီ။ဒါကြောင့်အရက်ကလေးမူးနေတော့မှောက်မပြီးဒူးနဲ့မျက်ရည်တုတ်ခေရတာလေအကြိမ်ကြိမ်ပါပဲ။ကျွန်တော်အကူရီက ပြောပါတယ်။ယောက်ျားလေးတာကလေးမွေးတဲ့ရင် မောင်ကြီးမှာမရက်ကောင်မပေါ်ပဲမွေးတဲ့ကလေးနေမှာမဟုတ်ဘူး။မှန်ပါလိမ့်မယ်။၅နာရီကျော်ရင် ဘယ်မင်းကလေးပဲဖြစ်ဖြစ်မောင်ကြည့်ကိုဖန်ကြည်ဖို့များပါတယ်ကျွန်တော်ပြောတာအာလုံးတကယ်မထင်ပါနဲ့ဒါဟဝိထုပါပဲဝိထုလူပဲယုံကြပါတကယ်လဲပါခြင်းပါမှာပေါ့အော်အခုတော့အသက်လဲ40ပြည့်ပြီဆိုတော့အရင်ကလူလိုက်မရှုပ်တော့ပါဘူးတကယ်ပါချက်နှောင်လေးမှပြီး သူများကရှုပ်တာပဲခံတော့တယ်ရှက်လွန်းလို့ဘယ်သူမှမပြောပါဘူး ကျုပ်ကောင်းလေးမှာကဟာတနဲ့ယာကပဲရှိတယ်လေဟာတထွက်ရင်ထွက် မထွက်ရင်ယာကထွက်တာပဲဒါတောင်အသက်ကြီးလာတော့ကိလေသာကကုန်ပြီတဏှာလေးပဲကျန်တော့တာအဲ့ဒီကောင်းမှုတွေကြောင့်ကျွန်တော်မှငွေဆိုတာပူတယ်ရေကူမရှိပါဘူးအမြဲတမ်းပိုင်ပြတ်နေတော့တာပါပဲဒါတောင်အလုံးသိတော်မူကြတဲ့အတိုင်းကျွန်တော်ကငွေကူစီးကန်းနေတော့မှာတယ် ကျင်းတော်မှာအင်မတန်ကောင်းတဲ့အကျင့်ဆိုလို့ငွေကိုစည်းကမ်းနဲ့သုံးတာပဲရှိပါလိမ့်မယ်။ကျင်းတော်ဟာရလာတဲ့ဗဆက်များကအမြဲတစီသုံးပုံပုံပါလေ။အဲ့ဒီထဲကမှတပုံကိုသုံးပါလေ။တပုံကိုဖြုံးပါလေ။ကျန်တဲ့တပုံကိုမှဘသူကမှမပေးပါဘူး။သုံးတဲ့တပုံကိုမိသားစုများဆွေမျိုးများနဲ့သုံးပါလေ။ဖြုံးတဲ့တပုံကကျွန်တော်ဘလူဖြုံးလေပြောပြပါမယ်။ ဘသူမှမပီးတဲ့တဘုံကကျွန်တော်ယူပါတယ်။ဒါပါတော့ဒီလိုအဖြက်အင်အားကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ကျွန်တော်ဟာ အမြဲတစေဘိုင်းပြက်နေတတ်ပါတယ်။ဘိုင်းပြက်တိုင်းလေကျွန်တော်ဟာမသူတော့အချင်းချင်းတည်င်းလွိလွိပေါင်းဖက်တွေ့တတ်တဲ့အဲဒီဒါမင်းတငယ်ချင်းများထံသွားပြီး မဟုတ်တာကြံလေးရှိပါတယ်။အော်စာပေသမားအချင်းချင်းအဲဒီဒါမင်းများနဲ့တွေ့ဆုံတော့လေ။ စအကြောင်းပေရဲ့ကြောင့်များအကျေတဝင့်အာရပါရဆွေးနွေးပြကြပါလေကိုရီကစပီသမားတွေကဒါကြောင့်စပီရဲ့အာဟာရဖြစ်တဲ့ဘဲမော်ရယ်လီတော်လင်းနောက်လိုက်ရပြီးဘဲမင်းသမီးတော်စပွန်ဆာခိုင်ပြန်ပြီးဘဲတတိကဘဲမော်ရယ်ရဲ့ဟန်ဖုန်းကိုစိန်စီပေးထားတာစသည်ဖြင့်အာရဇေယတက်တဲ့င်းကိုကွက်ကွက်ကွင်ကွင်ဆွေးနွေးပြနေကြတော့တာပါပဲ။ အဲ့ဒီလိုဆွေးနွေးပြီးရင်ငွေရပေါက်ဘယ်မှာခြောင်ပါဆိုပြီး ဆက်ဆွေးနွေးပါတော့တယ်။ရင်တော်နဲ့ပေါင်းတဲ့အရီတာမင်းများကလည်းတည်တော်မူတဲ့အတိုင်းပါပဲ။ဖေသမဇကားနဲ့ပြောရရင်ဘူးကောင်တွေကြီးပါပဲ။အမြဲတမ်းပိုင်ကြနေပြီးငွေရပေါက်ဘယ်လိုခြောင်မယ်ဆိုတာကြီး တွေးတော်နေတတ်ကြသူတွေပါ။တခါကလေအလုံးငွေပြက်လို့တကြီးကိုဓမြတိုက်လို့ လက်စအတူကြီးမိခဲ့တဲ့အကြောင်းရေးခဲ့ပြီးပါပြီအခုလဲဘလူငွေရပေါက်ချောင်းမဲဆိုတာတိုင်ပင်မိပါပြီဒီလိုဗျာအလုံးကကျွန်တော်စကားကိုနာစွင်တီးကျွန်တော်မှာအင်မတန်ငွေရပေါက်ချောင်းမဲအကြံရှိတယ်စူဇန်မောငွေရပေါက်ချောင်းရင်ဒုလဲပါပရစီအလုံးစိတ်ဝင်စားသွားကြသည် ဒီအကြံက ငွေကိုလွယ်လွယ်ကူကူရမယ်နီးဖြာလုတ်လုတ်စမ်းမအောင်ငွေရပေါက်ချောင်းမယ်ဆိုရင်လေ first journey editor အောင်စိုးသူကဝင်ထောက်သည်သူကဂျာနယ်နှစ်ဆောင်နဲ့လုံးလေချလေရိုက်နေသူမှု အမြဲငွေလိုနေသည်ဂျာနယ်ထုတ်မေဟေးဘလူကျွန်တော်စကားချအလုံးမျက်လုံးပြူသွားသည် အားလုံးကဂျာနယ်မဂဇင်းအရီတာများမဟုတ်လားဂျာနယ်အကြောင်းကောင်းကောင်းသိကြသည်ထို့ကြောင့်ကျွန်တော်စကားကြောင့်ပြန်လည်ပြော့ကြသွားပြီအောက်မလီဘာများလေးလို့အလုတ်လဲရှုပ်ကြောညာမရရင် ပြုတ်မဲ့ဂျာနယ်မှ ထုတ်ချင်နေတဲ့ဒါလာငွေရပေါက်ချောင်းမှာအေးလီတပတ်တပတ်အေးကြီးပြက်ပြီး မရှုံးအောင် မနေကြကန်နေရတဲ့ဂျာနယ်များထုတ်ချင်တဲ့ ဒီရလောက်ကမှငွေရပေါက်ချောင်မာတဲ့ဒီကောင်ကြောင်မိထင်နေအလုံးပွားစီပွားစီဖြစ်ကုန်သည်ဒါကိုကျွန်တော်ကပိုင်ပိုင်ကြီးပြုံးပြီးကျွန်တော်ထုံးမဲ့ဂျာနေကတာမန်ဂျာနေမဟုတ်ဘူးအလုံးစိတ်ဝင်စားသွားကြပြန်သည်ဒါကိုကိုမျိုးမြန်မာကကွက်လက်ဒီလားကျွန်တော်ကခေါင်းခါရင် no ဒါဖြစ်ရင် လွမ်းဝီနိုင်က အလော်တကြီးမေးသည်ကျွန်တော်ကတလုံးချင်းပြန်ဖြေလိုက်သည်တ िश ူးကြနေဟေးဘာကွာဘလူအားလုံးထံမှအာမေရိတန်တွေစီညံသွားသည်တစ်ချိန်လုံးငြိမ်နေတော့ရှီသူအောင်ကဘာကွာတ िश ူးကြနေဟုတ်လားဘာလဲတ िश ူးကြနေသူတို့အမေကို ကျွန်တော်ကအားတက်တယောနဲ့ဒီလူပြား ကောင်းတွေစုကတ်ကုန်သည်ယန်နေကအခုလူဆက်ကူတွေစာရွက်တွေနဲ့မလုပ်ဘူးဗျာတ िश ူပေါ်မှာပဲရိုက်လိုက်မယ်အဲ့ဒီတော့ယောဒီဟာကမျက်မှန်ကြီးပင်ကားထောက်သည်ယန်နေကိုတ िश ူပေါ်မှာပဲရိုက်လိုက်မယ်တ िश ူဖြစ်တဲ့အတွက်စာရွက်ဖူးအများကြီးတက်တာမယ်လူတွေအတွက်လည်းအသင့်တော်ဆုံးနဲ့အသုံးဝင်မယ်အားလုံးတယောက်မျက်နာတယောက်ကြည့်ကြသည် နောက်မှလွမ်းဝီနိုင်ကဇဝီဇဘာနဲ့ကုံကြစရိတ်တက်တာတာကတော့ဟုတ်ပါပြီအတုံးဝင်တာကဘယ်လိုအတုံးဝင်မလဲသူအမေကိုကျွန်တော်ကပြုံပြီးတော့ထမင်းစားရင်ဖက်အိမ်သာတက်ရင်ဖက်ပြီးရင်လက်တုပ်ပါဇက်တုပ်ဟိုတင်းတုပ်အမူအရာဖြင့်သာလှုပ်ပြလိုက်သည်နှက်ပြီးအာလုံကောင်းထောင်ကုန်သည်ကျွန်တော်ကသာအားတက်ပြီးဟုတ်တယ်လီ ဂျာနေလူလဲဖက်လူရတယ်တရှိူးလူလဲအစုံသုံးလူရတယ်စုကြပါစုဗျာနောက်တစ်ခုတော့အာသာချက်ကကိုကြိုက်တယ်မင်းသားမင်းသမီးဆိုတရှိူးကိုအသာအရာဖြက်မျက်နာလေးကိုချွေးထွက်တိုင်းမခုတ်တရုပ်လေးတော့ကဲမင်းသားမင်းသမီးကကိုကိုမှွေမှွေပေးတယ်လို့မဖြစ်ဘူးလားအလုံးကောင်းငြိမ်ကြသည်ဟုတ်တော့ဟုတ်သားကိုကြိုက်တယ်မင်းသားမင်းသမီးပုံနေတော့ချွေးတုတ်ချင်းသား မင်းသမီးပုံနဲ့သာချွေးတုပ်ရမေစုထောက်ခံတမ်းများထွက်လာသည်ကျွန်တော်လဲပူ၍အားတက်ပြီးဒါတင်မဲလာဆိုတော့မကသေးဘူးကိုစီယာဟေးတေရှူးချန်နေကတီးထည့်ရှိသေးတယ်ဟုတ်လားအောင်စုသူကတန်တော်မေးသည်ကျွန်တော်ကရှိရပါဗျာကိုမကြိုက်တဲ့မင်းသားကိုမကြိုက်တဲ့စောင်းပါဆိုရင်အိမ်သားတွေဝင် ကြစ်ခနေပုံစံသာလှုပ်ပြလိုက်သည်အလုံးကကောင်းငြိမ်ကြပြန်သည်ဒါလေဟုတ်သားကိုအမြင်ကတ်တဲ့အကောင်းဆိုဒီနီးနဲ့လက်စားချီတာအကောင်းဆိုအိမ်သားတွေဝင်ကြစ်ခနေပုံစံလှုပ်ပြကြသည်အလုံးကောင်းတငိမ့်ငိမ့်ဖြစ်ကုန်သည်ပြီးနောက်အောင်စုသူကမျက်မှောင်ကျုပ်ရင်းနဲ့စိုးတော့မစိုးဘူးဟာစလဲဖက်လက်လဲတုပ်ဆိုတော့ သူစကားကြောင့်ကျွန်တော်ပူ၍အားရပြီးတော့မဆိုးတာမဟုတ်ဘူးကောင်းကူကောင်းတာနောက်ပြီးကျုံမှာယာနေအဆောင်ကြီးတူးတက်အောင် ပလန်တွေအများကြီးရှိသေးတယ်။ဘာပလန်လဲပလန်လက်ပြန်ပြီလားပလန်လက်တော့ပက်လက်လန်အာမဟုတ်ပါဘူးဒီလိုဗျာဂျာနေပရိုမိုးရှင်းအနေနဲ့တနှစ်တာအတွင်းအင်းသားမအသုံးခံရဆုံး လူကိုရွေးပြီးရွှေအင်းသားစုပေးမယ် ဘလူဟုတ်လီဗျာလူရှိသူရှိမှာဘိုးထိုင်အိမ်သာခွက်ကိုလဲပင်းကစွတ်ပြီးမေးအေးဒါစုဟုအဖုံးကနောက်မှာရက်တောင်လူတော်ဖက်တီဖက်တီရှိအောင်မှာမဆိုးဘူးဟာကျော်တီဟာကစိတ်ကူးတွေယင်ပြီးထိတ်ဖူးတွေပြင်းနေသည်ဆောင်းပါးတွေဝိထုတွေဆိုလဲကြက်ရင်ဖြက်သိမ်းမကြက်ရင်ကြည်ပုံစံသာလှုပ်ပြလိုက်သည်ထို့တော့မှ အလုံးခေါင်းထောင်ပြီးတယောက်မျက်နှာတယောက်ကြည့်ကြသည်အလုံးကစာပေသမားကြီးကိုနောက်မှလွမ်းဝေနိုင်ကမျက်မှောင်ကျုပ်ပြီးအေးအစီအစဉ်ကတော့ကောင်းပါတယ်ဒါနဲ့မင်းဂျာနေမှာစောင်းပါးရိဝိထုတွေကဘတ်သူရေးမှလဲကျွန်တော်ကအားတဲ့တယောနဲ့ခမရတို့ကျွန်တော်တို့ပဲရေးမှလိဗျာလွမ်းဝေနိုင်ကကောင်းငိမ့်သည်ပြီးမှ ဒါဖြင့်ဗထမဆုံးအပတ်မှာတင်စောင့်ရည်တက်သွားမင်းမျက်ခွက်နဲ့မင်းဆောင်ပါလီနဲ့အရင်စလိုက်ရအောင်ဟေးသူစကားကြောင့်ကျွန်တော်မျက်နာကြီးဖျူဖျေဖြစ်သွားမိထင်သည် ထိုတော့မှအာလုံရိပ်မိပြီဟုတ်တယ်ဟုတ်တယ်မင်းမျက်ခွက်နဲ့ဆိုတုံးသူတွေမြကူများမှသိကြတယ်လောက်ပါဂျာနယ်တစ်ခုလုံးမင်းမျက်ခွက်နဲ့မင်းဆောင်ပါတွေကြီးလောက်ပါငါတို့မြင်းမြင်းကြီးတုံးပေးပါမယ် အိမ်သာတိုင်းမှာမေးမြန်းတာဖြစ်ရစေမယ်ကွာဒါပေါ့ပရိုမိုရှင်းကဒီကစရမှာစသည်ဖြင့်မျက်နာကြီးတစိမ့်စိမ့်ကြည့်ပြီးဝိုင်းပြောနေတော့ကျွန်တော်လည်းရှက်ကူရှက်ကန်းနေအေးအဲ့လူဘယ်ဖြစ်မလဲဗျာအဲ့ဒီအတိုင်းဆိုရွှေအိမ်သာစု ကျွန်တော်ကြီးရပြီးတော့ပြိတက်ကမဲလိမ်နေထင်ကုန်အောင်မေကျွန်တော်စကားကိုသူတို့ကအိုးဒါတော့မဲလိမ်နေလို့ ဘယ်သူမှအထင်မှမဟုတ်ပါဘူးကွာအစကလေးကမဟုတ်တော့မှကြားပြက်ရွေးကောက်လိုက်ရင်မင်းမဲမဲတာပါလိမ့်မယ်တနိုင်ငံလုံးအတိုင်းတာနဲ့ရှိရင်းစွဲထက်ကမင်းမဲနှမဲပူတာလိမ့်မယ်ဘာလူပိုက်ကြီးတွေပါတုံးလူလေးဘယ်လူမှရှင်းပြမရတော့အားလုံးကကျွန်တော်မျက်ခွက်ကြီးကိုတစိမ့်စိမ့်ကြည့်ပြီးအားရရနေတော့ဘယ်လူမှရှင်းပြမရတော့ ထို့ကြောင့်မဟုတ်ဘူးလေဗျာကျွန်တော်ပြောတာက ကျွန်တော်တို့ကထုတ်ဝေသူတွေလေတခြားသူတွေကသာဒါကလွမ်းဝီနိုင်ကအော်သူများတွေပဲပေါ့လေမင်းမျက်နာကြီးကြတော့ဒီလိုจิตတာပုံစံလှုပ်ပြပါသည်အဲ့လိုလှုပ်တာမခံကျင်ဘူးပေါ့ဟုတ်လားမင်းလောက်တောက်ရှိရနေတဲ့ကောင်းတော့ဒါမျိုးအလုတ်မခံကျင်ရင်ဘယ်သူကအလုတ်ခံကျင်မှာလဲ ဒါကိုကူမျိုးမြမာစာကဝင်ပြီးတော့ထားလိုက်ပါကူလွန်းရင်ဒီကောင်မျက်နာကြီးဘယ်နေရာနဲ့တူတန်နေဆိုတာသိရဲ့သားနဲ့ထုတ်လိုက်လေတရှူကြနေမင်းမျက်နာကြီးအိမ်သားမဗနမဲရတယ်ဆိုတာငါမင်းညက်နဲ့လိုက်ောက်ပြီးတော့ကူပြမေးကိုရှိကတခုံးမဲပြောသည်အိမ်သားတိုင်းမှာမင်းမျက်နာဤသို့ဖြင့်ကျွန်တော်မှာအင်မတန်ငွေရချောင်းသောအလောက်ရှိပါတော့ညာ မြည်သူမအာမပေး၍ဒေါ်ပြီဗျာခမည်းတော်မကူညီလဲကျုပ်တခြားလူတွေနဲ့ပေါင့်ပြီး ကျုပ်ကိစ္စအကောင့်ထဲပေါ်တော့မေသွားပြီဆိုကထထွက်လာခဲ့ရသည်ဒါကူတောင်ကြားရတော့အတန်ကဟဲ့ကငါစီမမင်းပုံကိုသပင်ရှိနဲ့လဲရှိတယ်သပင်တူနဲ့လဲရှိတယ်မင်းတ िश ူကြနေပါထဲ့ဖို့လို့ရင် လာယူနော်ငါမြစ်တာနဲ့ကူညီမယ်ဆိုတာကတမျိုးဟဲ့ကော မင်းဆောင်ပါအဟောင်းတွေငါသိမ့်ထားတာရှိတယ်။ဖတ်တာတော့မသိဘူး။လက်တုပ်လို့တော့တိတ်ကောင်းမှလို့ရင်လာယူလဲဆိုတာကတဖုံတို့ကြောင့်ကျွန်တော်ကကျွန်တော်အိမ်သာတွင်အတုံးချခံပုံရိပ်များကိုမြည်အောင်ပြီးတုတ်ချီတင်ရပြီးတော့ဒီအလုံးသိတော်မူကြတဲ့အတိုင်းကျွန်တော်မှအင်မတန်ငွေရချောင်းတော့အလုတ်ကြီးရှိနေပြီးအကောင့်ထဲမဖို့ရ၍စိတ်ထဲတွင်တနှုံနှုတ်ဖြစ်နေမိလေသည်သို့တော့ အရာရာကိုအလွဲတကူလက်မလျှော့ခြင်းတော့စိတ်ကြီးမှတော့ကျွန်တော်မှာအီဂျာနယ်မဂ္ဂဇင်းများကိုမြည်သူစီယုံရမည်ကိုအကျိတ်အနေစဉ်းစားရလေသည်အမှန်ကကျွန်တော်မှာအကျင့်သာရှိပြီးတော့အကောင့်ထဲဖော်ရလောက်အောင်အယီချင်းမရှိ၍ဤသူများအားအောင့်ဤပေါင်းနေရပေသည် အမှန်တကယ်စိတ်ရင်းကတော့လုံးဝပေါင်းသိင်ခြင်းစိတ်မရှိ အမှန်တိုင်းဝင်ခံရရင် သူတို့ရှိထိုင်နေရမယ့်အစားကိုမျက်ခွက်ကိုမှန်နဲ့ပြန်ကြည့်၍ပင်ယွန်လိုက်ခြင်းသေးသည်သို့သောဤအမှု၌သူတို့မှာမရှိမဖြစ်လိုအပ်နေသည်သမို့မဖြစ်မနေပေါင်းသိရန်ကြံ့နေရခြင်းသာဖြစ်လေတော့သည်ဤတို့ဖြင့်တနေ့တနိုင်ကျွန်ုပ်မှာသူတို့မဖြစ်မနေစိတ်ဝင်စားမယ့်အကြောင်းအရာတစ်ခုခေါင်းနဲ့ရောက်လာလေတော့သည်ဤဒီက ဖခင်နဲ့လူကြီးစောင့်ရှောက်ရေးအသင်းထောင်မယ်။ကျွန်တော်စကားကြောင့်အာလုံကောင်းထောင်ကုန်ကြသည်။ထုံးစံအတိုင်းလွမ်းဝီနိုင်ကသူ့ရဲ့နှက်ပြောင်ပြောင်မျက်နာပေါ်ကတ်သက်ပေါက်နေတဲ့မျက်ခုံးကပါရှုံပြီးတော့ဘာလဲကွာဖခင်နဲ့လူကြီးစောင့်ရှောက်ရေးအသင်းဆိုတာကျွန်တော်ကအခဟဟပြုံးလိုက်ပြီးရုတ်တုနိုင်ငံရဲ့လူအပ်နေတဲ့ကွက်လက်လေးတစ်ခုပေါ့ဗျာ။ ကျုပ်တို့စီမာကမိခင်နဲ့ကလေးစောင့်ရှောက်ရေးပဲရှိတယ်မဟုတ်လားအမှန်တော့တိုင်းပြည်တပြည်လုံးမှာမိခင်နဲ့ကလေးတွေကြီးပဲရှိတာမဟုတ်ဘူးလေဖခင်နဲ့လူကြီးတွေလည်းရှိတာပဲဒီတော့မိခင်နဲ့ကလေးကိုစောင့်ရှောက်ရင်ကျွန်တော်တို့ကရောဖခင်နဲ့လူကြီးကိုမဆောက်ရှောက်သင်ဘူးလားကဲပြအားလုံးတယောက်မျက်နာတယောက်ကြည့်ကြသည်ပြီးမှလူကသာလေးပေမပြည့်တဲ့ကလေးစား သက်တော်ကဘူဝရိတ်သာတစ်ဖက်သင်းညိုင်တစ်ဖက်လန့်နေသောဖက်စကြာနေအရီတာချုပ်အောင်စိုးသူကအေးဟုတ်တယ်ဟုတ်တယ်ကွာမိခင်နဲ့ကလေးရှိရင်ဖခင်နဲ့လူကြီးလည်းရှိတင်နာပဲဂျော်ဒီဟာကသူ့ဘိုက်ကြီးသူပုတ်ပြီးတော့ဟုတ်တယ်ဗျတချို့ဖခင်တွေဆိုသိတ်တနာစရာကောင်းနေဥပမာကျွန်တော်တို့လူပေါ့ဗျာဂျော်ဒီဟာကဂွင်စင်သည် သူကဒီအတိုင်းပင်နာခဲ့ဖြစ်တုန်းကလေကျွန်တော်စီရောက်လာပြီးကိုကြီးယာကျွန်တော်အိမ်မှာလေးတိုက်ချိန်မှာဖုံးငနေဖုံးငနေလွင့်သွားတာဟိုဘယ်လမ်းမှာကြွေမွနေတာယုတ်ကြီးကလည်းပေစုပ်လို့ကုမာတနာပြီး အလူခံထိလိုက်ရတာဘယ်တိတ်ကြမှာလဲကြိုက်ချီယူသွားတော့သူ့သားနဲ့စုံနေဒါနဲ့မေးကြည့်တာပေါ့နာခိဖြစ်တုန်းက မင်းတို့အိမ်အခြေအနေတော်တော်ဆူဆူထို့တော့ကောင်းလေးကမျက်မှောင်ကျုပ်ပြီးဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးကျွန်တော်လဲအံ့အားသင့်ပြီးဟာမင်းအဖေပြောတော့အိမ်ခလီတဲ့လွင်ပြီးဟိုလမ်းဘက်အချမ်းမှာပက်လက်ကလေးလဲလို့ဆူအာဗျာခမရကြီးကလေတိုက်ခန့်၆လွာမှနေတာဘယ်လိုလုပ်လွင်မှာလဲဗျအော် အဲ့ဒီတော့မှသိတယ်ကျုပ်ကလိန်စားသွားတာဒါပါအခုလဲကြည့်ရှီသူအောင်ခါဖခင်နဲ့လူကြီးကတော့ဟုတ်ပါပြီအဲ့ဒီဖခင်နဲ့လူကြီးတွေကဘာလောက်ရမှာလဲဟင်သူအမေကိုကျွန်တော်ကကူညီမေထောက်ပံ့မေလေကူညီထောက်ပံ့မေအာလုံးမျက်မှောင်ကြုတ်ကုန်ပြန်သည် ကိုမျိုးမြမာစားက ကူညီထောက်ပံ့နာတော့ဟုတ်ပါပြီ။ရမုံငွေကဘေကရမှာလေ။သူစကားကိုကျွန်တော်ကပိုင်းပိုင်းကြီးပြုံးလိုက်ပြီးတော့မတ်ပူနဲ့ကျွန်တော်မှာပလန်ရှိတယ်။ပလန်လက်ပြန်မလား။ပလန်လက်တော့ပက်လက်လန်။အာရန်ကုန်မှာပြီဒီလူပြ။ဒုံးစံအတိုင်းကျွန်တော်အနာကောင်းတွေစုကဲကုန်သည်ဒီလိုပြကျွန်တော်တို့စီမှာ ိုင်ငံတကာနဲ့မတူတဲ့စနစ်တစ်ခုရှိတယ်။စူပါအောင်အာလုံးစိတ်ဝင်စားကြသည်။အဲ့ဒါကအကြီးမရ အဖက်မရ အဝေးကကြည့်ပြီးတည်ရကြရပြီးပက်ဆက်တွေတလဟောကုန်တဲ့စနစ်လေးဘာစနစ်လဲစင်တင်အစူရော်ရီကိုပန်းကုန်းချတဲ့ကာရာအိုကေစင်တင်နှာဘူးစနစ်လေးခေါင်းငိမ့်ကြသည်ရှီသူအောင်က ခမရတို့လူငယ်ပြူနာဘူးတွေပေါ့ဟုတ်ကဲ့အေးဟုတ်ပါဘူးဗျာသူစကားကြောင့်ရှုတို့ရန်တန်ဖြစ်ရသေးသည်ဒါကိုအကြောင်းတည်ကြော်သည်ဟာကဘာမဟုတ်တာလေခမရတို့နာကစင်တင်ကောင်းမလေးကို ကြောင်ပြီးခမရဟန်ဖုံးတောင်ဝယ်ပေးလိုက်တာမဟုတ်လားအပေါင်းဆုံးမှုပါအေးရှုပ်ကုန်ပြီဒါဆိုဟုတ်တယ်လို့ဝင်ခန့်လေး ဒီကြတဲ့ရှိသူအောင်ကတက်စခန်းထသေးသည် ဟုတ်တယ်ဗျာဟုတ်တယ်ဖုံတော့မဝယ်ပေးဘူးပန်းကုန်းတော့ချဘူးလေဒါဆိုခမရကနှာဘူးပေါ့ဟုတ်တယ်ဗျာအေးရောကျုပ်ကောင်းလေးမှာဟာတာနဲ့ယာကပဲရှိသေးဟာတာထွက်ရင်ထွက် မထွက်ရင်ယာကထွက်လာတယ်ဝင်းခန်နေဒါဆိုပြီးရောသူတို့မှာအလုံးကြီးနဲ့သွားသည်ဝေမခန့်ရင် ထိုကိစ္စစုံမီမဟုတ်ထိုတော့မှလေဇကားကိုဆက်၍ရသည်အဲ့ဒီတော့ဗျာမိခင်နဲ့ကလေးတွေစီလည်းမရဖခင်နဲ့လူကြီးကိုလည်းမပေးပဲစင်တွင်နေမှာအစိုးရမတွေကိုရမလားဆိုတဲ့စိတ်နဲ့ပန်းကုန်ချနေတဲ့ခမည်းတော်လူပေါ့အေးကျွန်တော်တို့လူအာကူမျိုးရ ပြောပေးရစီရောအဲ့ဒီလိုလူမျိုးတွေစီက အလူခံကောက်မေးဗျာ ဟေးကျွန်တော်အကြံကိုအလုံးကမျက်လုံးပြူကုန်သည်ကျွန်တော်ကသာအားတက်ပြီးဟုတ်တယ်မဟုတ်လားသူတို့ပန်းကုန်းချတဲ့ပဆက်ကဘဒုစီမလည်းမရဘဲမလည်းအကျိုးမရှိသူတို့ပန်းကုန်းချတဲ့အကောင်းမလေးလည်းဘာမှမရဆိုင်းရှင်ကထက်ဝဲကြီးဖြတ်တာနဲ့အဝိအစားဘူးကုန်တာနဲ့ဖြစ်မဲ့အတူတူဒုက္ခရောက်နေတဲ့ဖခင်နဲ့လူကြီးတွေကိုအလှူပေးလိုက်ရင်အကျိုးမရှိဘူးလားဗျာ ဒိတ်ရှိတာပေါ့အောင်စိုးသူကကျင်းတော်စကားကိုထောက်ခုံမတက်ထောက်ခံသည်ရန်သူအလုံးကလည်းရင်းချောင်သွားတယ်လို့ယုံမျိုးတွေပေါ်လာသည်ဒီလိုကာရာအိုဂီနှာဘူးတွေစီကငွေရရင် ကျုပ်တို့ဖခင်နဲ့လူကြီးစောင့်ရှောက်ရေးရန်ပုံငွေခိုင်မိပေါ့ဗျာဟုတ်ဘူးလားတိတ်ဟုတ်တညီတညာရဲသောအတန်က ရှန်တက်နေသည် အတန်ကြမှ ရှိသူအောင်က ဝမ်းသာလုံစုနေသောအတန်နဲ့ကဲဒါဖြင့်ရန်ပုံငွေလဲခိုင်ပြီဆိုတော့ဖခင်နဲ့လူကြီးအဖွဲဖွဲ့စည်းဖို့ပဲလူတော့တယ်သူစကားကိုကိုမျိုးမြမာစားကဟုတ်တယ်အဖွဲစည်းဖွဲ့တယ်ဆိုတာစီကန်တော့လူတာပေါ့ဘယ်လိုစီကန်ထုတ်မလဲအဖွဲဝင်တွေကိုသူစကားကိုအောင်ဆိုသူကအာဒါမြလွယ်လွယ်လေးကွာဖခင်ဖြစ်ရမယ် လူကြီးဖြစ်ရမယ်ဒါပဲပေါ့ဟေးအောင်စိုးသူစကားကြောင့်ကျင်တော်ကြောင်သွားသည် နောက်မှတရိယာပြီးမက်မဟုတ်သေးဘူးလေဗျာဖခင်နဲ့လူကြီးဆိုတာယောဒီယာကစကားမစုံခင်နာမည်အတိုင်းဖခင်ဖြစ်ရမယ်လူကြီးဖြစ်ရမယ်မဟုတ်လားဒါနဲ့စကားမဆက်ကိုကြီးခမရဖခင်ဖြစ်ပြီလား သူစကားကိုကျွန်တော်ကအာဘယ်နဲ့ဖခင်ဖြစ်ရမလဲအိမ်တော်မှ မကြသေးတာဘယ်ဖခင်ကဖြစ်မလဲဒါဖြင့် လူကြီးရောဖြစ်ပြီလားအခုမှ40လေးဝင်တာလူကြီးကဘယ်လိုဖြစ်အောင်မလဲအေးဒါဖြင့်ကျုပ်တို့စည်းကမ်းချက်နဲ့ခမရကဘောင်မဝင်ဘူးဒါကြောင့်ကျုပ်တို့ရဲ့ဖခင်နဲ့လူကြီးမြင့်မြတ်တဲ့အသင်းသားခမရမဖြစ်နိုင်ဘူးဒါပဲ န့်ကွက်မဲ့သူရှိလားမရှိအားလုံးကတညီတညာတည်းထွက်လာသည်အာမဟုတ်သေးဘူးလေဒီအကျန်ကကျွန်တော်အကျန်ကျွန်တော်စကားကိုကိုရှိကသူ့ရဲ့ဘိုဂီကိုတလိုက်ပြီးအေးဒီအကျန်ကမင်းဦးတော့မင်းအကျန်ဒါပေမဲ့ငါဦးရင်လည်းငါအကျန်ဖြစ်မှာပဲဘာမှအထင်ကြီးစရာမရှိဘူးဆိုကသူတို့အချင်းချင်းကောင်းကြီးစု၍ဒါဖြင့် ဖခင်နဲ့လူကြီးမှာငါကဥက္ကဋ္ဌလုံမေမိမနှစ်ယောက်ရှိတာငါပဲရှိတာဒါဖြင့်ငါကအတွင်ရေးမှုပေါ့ကွာဖခင်ရောလူကြီးရောစစ်စစ်ဖြစ်တာငါရှိတာငါကနာယကကွာနာနာဘဝကိုရပလက်ပုံပြောင်းပြီးကြအောင်ကခဲ့တာစသည်ဖြင့်ဖခင်နဲ့လူကြီးများတာဝန်ခွဲယူကြရာဖခင်လည်းမဖြစ် လူကြီးလည်းမဖြစ်ရရှာတော့ကျက်တော့မှာ သူတို့စကားဝိုင်းနဲ့လည်းဝင်ရမစွမ်းသာကိုပြီးတော့ကြံဖြင့်သာခက်ဝီဝီကလွမ်းနေရရှာသည်ကြာတော့လေသီးမခံနိုင်တော့နေပေါ့ကွာငါဘာသာငါအေးအေးစိစိပဲတကူတဲ့နေတော့မယ်ဆိုကအိမ်သူပြန်ရရှာသည် အိမ်ပြန်တော့လေအိမ်မတယောက်ထဲပြင်းနေမိအကြီးကိုတွေးမိပြီးရင်လေးပြန်သည်အိမ်မကား အဖို့မရှိဘာမရှိနေမှုဘလို့မှနေပြောမည်မဟုတ်ထို့ကြောင့်သူပါဘူးလေမြို့တဲကသွားနေကြစင်တင်လေးပဲလူလစ်တုံခိုးသွားအောင်မှဟူသော စိတ်ကူးပောက်ကစင်တင်သို့ဝင်မိသည်နောက်မိသူမှမမြင်အောင်ကြောင်အကြဆုံးစပွဲဝိုင်းတွင် ရွေထိုင်လိုက်သည်ဆရာအနီပဲလားစပွဲတို့လေးအမေကိုလောက်ကမိပဲတပွဲပါချက် မပီးသည်နှင့်အဖြစ်ပြက်များပြန်စင်းစားမိသည်အကျံပီးတာကကိုကောင်းစားတော့သူတို့ဘလူမှဖြည့်စေမရကျွန်တော်ဖြစ်ရင်ကရွာတရွာရဲ့တံတားပြူတင်ထိမ့်သိမ့်ဖို့ဖွဲ့တယ်အဖွဲ့လိုဖြစ်နေသည်